မတ်တန်နာကမေးထားပါတယ်လေးစားအပ်ပါတော့ဆရာများရှင်အမျိုးသမီးတယောက်ကိုမတန့်ဖြစ်နေချိန်မှာမိမိအိမ်မယက်အိမ်တွေမှာဇကေရစိတ်လို့ရပါသလားရှင်နောက်ပြီးကိုမတန့်ဖြစ်နေချိန်မှာစုံကားသွားမှုတွေအတွက်ဤစွာလေးဆဝတ်ပို့လို့ရတာဤစွာလေးဆဝတ်ကိုဘယ်စူပါတွေဖတ်ပြီးဘယ်လိုပို့ရမလဲရှင်တမန်တော်မြတ်ဆလ္လာလဟူအလိုင်းဝါဆလမ်ကိုတရုတ်ပို့တာလို့ရလား ဘယ်လိုပုံစံတွေပို့လို့ရလဲဆိုတာကိုဂျေဇူးပြုပြီးဖြေကြားစေခြင်းပါတယ်ရှင်။ဆရာများအားလုံးကို အလ္လာဟ်ရှင်မြတ်သခင်ကောင်းချီးပေးနတော်မူပါစေ။အာမင်။ဘစ္စမလ္လာဟ်ရာဟ်မာနီရာဟီမ်အမျိုးသမီးတဦးဟာကိုမတန့်ဖြစ်နေတဲ့အချိန်မှာမိမိအိမ်၌ပဲဖြစ်စေ မရစ်အိမ်၌ပဲဖြစ်စေတက်စဘီတဘောကဇီကီရ်လုပ်ခြင်းဒရူရှရီဖတ်ခြင်းမစနူဒူအာဟဒီသ်တော်မှာလာရှိတဲ့ဒူအာများကုရ်အာနီဒူအာကျမ်းတော်မြတ်ကုရ်အန်ထဲမှာ လာရှိထားသောဒူအာများဖတ်ယူခွင့်ရှိကုရ်အန်အာယတ်တော်များထဲမှာဒူအာတောင်းဆိုတဲ့အာယတ်တော်တွေကို ိုအားအနေနဲ့သူဟာဖတ်နိုင်တယ်လာဝတ်အနေနဲ့ကျမ်းတော်မြတ်ကုရ်အန်ကိုတလာဝတ်လုပ်တဲ့အနေနဲ့ဖတ်ခြင်းကျမ်းတော်မြတ်ကုရ်အန်ကိုဂိုင်သွဲခြင်းကတော့လုံးဝမပိုက်အကေရအဲ့ဒီမှာမစအလာတစ်ခုကဟာဖီဇာကျမ်းတော်မြတ်ကုရ်အန်ကိုအာကုံဆောင်နာတဲ့အမျိုးသမီးဖြစ်တယ်ဆိုရင်ကုရ်အန်ကိုမိဝါမှာစိုးရင်ရရင် ကျမ်းတော်မြတ်ကုရ်အန်ကိုကြည့်ပြီးတော့ နှုတ်ဆာကနေမဖတ်ပဲနဲ့စိတ်ထဲကနေပဲအဲ့ဒီဟာကိုဖတ်နေလို့ရှိရင်တော့ဟာဖီဇာအတွက်အဲ့ဒီလောက်ထိဖတ်ခွင့်ရှိအဲ့တော့အီစာလီဆဝါပုတ္တလို့ရဲဆိုရင်တော့အီစာလီဆဝါပုတ္တတဲ့ခါမှာစူရာဒီကတော့ဖတ်ခွင့်မရှိဘူးကျမ်းတော်မြတ်ကုရ်အန်ကတီလာဝတ်ဖြစ်တဲ့အတွက်ကြောင့်ဒါတွေဖတ်ခွင့်မရှိဘူးအထက်မှာတင်ပြထားတဲ့အတိုင်းဟိုကလီမာဖတ်မယ် တမန်တော်မြတ်ဆလ္လာလာဟ်အလัยဟိဆလမ်ကိုဒရုရှရီဖတ်မဲ့ဒုအာတောင်းခြင်းနဲ့ပြုလုပ်ပြီးတော့မှအီဆာလီဆောဝါပို့ခွင့်ရှိအဲအဲ့ဒီဇီကစ်တို့ဒုအာတို့ဒရုရှရီတို့ကိုဖတ်ရုံနဲ့အဲ့ဒီဟာဒီရေးတာထားတဲ့စာအုပ်တွေကိုကန်ပြီးတော့ဖတ်မဲ့ဆိုရင်တော့အဲ့ဒီလိုအချိန်မျိုးမှာအဲ့ဒီဖတ်ရွတ်တဲ့အချိန်မှာစာအုပ်တွေကိုကန်တွယ်တဲ့အချိန်မှာအဲ့ဒါတွေကိုမကန်တယ်မီမဖတ်ရွတ်မီ ဝူဇူပြုခြင်းကတော့မုစတာဟပ်ချက်ဒါကြောင့်ဝူဇူနဲ့တကွဟလာဒီကုမတတ်တဲ့အမျိုးသမီးဟာဒီဇီကေရ်တို့ဒူအာတို့ဒရူရှရီဖ်တို့ကိုသူဟာဖတ်တဲ့နဲ့ဆိုတဲ့အကြောင်းတင်ပြအပ်ပါ